ယောက်ျားကအမျိုးသမီးကိုခေါင်မိုးပေါ်ကနေတွန်းချဖို့ကြိုးစားခဲ့တယ်။အမျိုးသမီးကလက်ရန်းကိုအသက်အောင်ပြီးစုပ်ကင်ထားရင်း CEO ကိုအကူအညီပေးဖို့အော်ခေါ်နေတယ်။သူမရဲ့ငိုတန်တွေကိုကြားတော့ CEO ကအသက်နိုင်ဆုံးအမြန်ပြေးလာခဲ့ပေမဲ့လမ်းတစ်ဝက်မှာချော်လဲသွားခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးမှာတခြားရွေးချယ်စရာမရှိဘဲကျန်တဲ့ယောက်ျားကိုအကူအညီတောင်းဖို့ပဲရှိတော့တယ်။ဒါပေမဲ့ယောက်ျားကခက်အေးအေးလောင်ပြုံးပြုံးလိုက်ပြီးသူမကသူ့အစီအစဉ်ကိုဖျက်ဆီးခဲ့တယ်လို့ဆွဆွဲတဲ့စကားပြောပြတာနဲ့သူက ိတ်ကက်ထဲကနေဓာတ်ချောင်းဆွဲထုတ်ပြီးထိုးချဖို့လုပ်တော့တယ်အမျိုးသမီးကသူမရဲ့မော်ပညာကိုတုံးပြီးဓာတ်ကိုသူ့လက်ထဲကနေရွံ့ထွက်သွားစေလိုက်တယ်ယောက်ျားကအအောတုံလို့ဆိုတဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကရုတ်တရက်ပြောက်ကွယ်သွားတယ်နောက်တစ်စက္ကန့်မှာတော့သူမကသူ့ရဲ့နောက်ကျိုးတက်တဲမှာပြန်ပေါ်လာတယ်ကြောက်လန့်သွားတဲ့ယောက်ျားကအကူအညီရှာဖို့အလင်းစလို့လုပ်ခဲ့တယ်သူမကိုနှိမ်နှင်းဖို့အတွက်အမျိုးသမီးကနောက်ထပ်မော်ပညာတစ်ခုကိုတုံးလိုက်ရယောက်ျားကချက်ချင်း ဆိုတလို့မြေပြင်ပေါ်လဲကျသွားခဲ့တယ်။သူမတော်တဆစော်ကားမိလိုက်တဲ့သူဟာဘယ်တော့မှမစော်ကားတင်တဲ့သူဖြစ်မှန်းသူမသိခဲ့ပါဘူး။အဲ့ဒီအမျိုးသမီးဟာနှစ်ပေါင်းတစ်ထောင်တတန်းရှိပြီဖြစ်တဲ့နေသမီးတစ်ပါးဖြစ်နေခဲ့တယ်။သူမရဲ့တားမြစ်တွေကကံမကောင်းတာကြောင့်ကောင်းကင်ဘုံကိုတက်လန့်မှုစူးစမ်းတိုင်းမူကြိုးဖြစ်ခံခဲ့ရတယ်။သူမရဲ့အထက်ရာရှိကအောင်မြင်စွာတက်လန့်နိုင်မှုဆိုရင်သူမဟာလူလောကကိုဆင်းသက်ပြီးသူမရဲ့တားမြစ်တွေရဲ့ကံကြမ္မာကိုပြောင်းလဲပေးရမယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူမမြေပြင်ပေါ်ခြေချလိုက် ဒါနဲ့ CEO ရဲ့ရေချိုးကန်တဲ့ကိုတက်တက်ကြသွားခဲ့တယ်။သူမရဲ့ရှိကယောက်ျားကိုမြင်လိုက်တဲ့အခါသူဟာသူမရဲ့ဘိုးဘေးရဲ့မြစ်ဖြစ်တယ်လို့ယုံကြည်လိုက်ပြီးချက်ချင်းဆိုတယ်လို့သူ့ရဲ့ကန်ကြမကိုအတင်းကျပ်ပြောင်းလဲပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီနောက်ကောင်းကင်ကနေကျိုးနီတစ်ချောင်းဆင်းသက်လာပြီးသူ့လိုနှစ်ဦးကိုကန်ကြမအရမတော်တဆချီနှောင်လိုက်တယ်။ဒီနေ့မှာတော့အမျိုးသမီးက CEO ကိုထူးခြားတဲ့အစားအစာတစ်ခုကျွေးလိုက်တယ်။ယောက်ျားကနှာခေါင်းတွေးထွက်တာမရက်တော့ပဲဆရာဝန်ကအသက်အန္တရာယ်ရှိတဲ့အချက် ဒီနေ့ဖြစ်ကြောင်းအတိပေးစာထုတ်ခဲ့တဲ့ပြင်းထန်စွာဖြစ်ရှိသလိုခံစားရတဲ့အမျိုးသမီးကသူ့အတွင်းထဲကစွမ်းအင်ကိုသူမကိုယ်တိုင်ခြေဖြတ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမကမှော်ပညာကိုလုံဆောင်နေစဉ်မှာယောက်ျားရဲ့ခန္ဓာကိုယ်ထဲကနေရွှေရောင်လင်းတဲ့တခုရုတ်တရက်ပွင့်ထွက်လာပြီးအမျိုးသမီးကိုနောက်ကိုလွင့်ဆင်သွားစေမဲ့လှိုင်းကြက်တခုဖြစ်ပေါ်လာခဲ့တယ်။နောက်တစ်စက္ကန့်မှာသူကအံ့ဩစရာကောင်းလောက်အောင်ပြန်လည်ကောင်းမွန်လာခဲ့တယ်။အမျိုးသမီးကထွက်သွားဖို့ကြိုးစားတဲ့အခါသူ့နဲ့မီတာတရာထက်ပိုဝေးသွား ဒါရင်သူမရဲ့မော်ပညာတွေပြောက်ွယ်သွားမယ်ဆိုတာကိုသိလိုက်ရတယ်။တခြားရွေးချယ်စရာမရှိတာကြောင့်သူမကနေဖို့ဆုံးဖြတ်လိုက်တယ်။သို့တော်လည်း CEO ရဲ့ညီငယ်ကကုမ္ပဏီမွေကိုခိုးယူဖို့စူးစမ်းရင်သူကမှဘုံတလုံးတက်ဆင်လိုက်တယ်။မိတော့တွေထထလာတဲ့အခါယောက်ျားကသူ့အောင်မြင်ပြီလို့ထင်ခဲ့တယ်။ဒါပေမဲ့နောက်တစ်ဆက်ကမှတော့အမျိုးသမီးကမိရဲ့ကနေပြန်တန်းထွက်လာပြီးထိခိုက်မှုမရှိတဲ့ CEO ကိုရင်ခွင်ထဲပို့ချထားတယ်။ဒီမြင်ကွင်းကယောက်ျားကိုလုံးဝမယုံနိုင်အောင်ဖြစ်သွားစေခဲ့ပါတယ်။